ိကဒီပွဲပြုလုပ်ရတဲ့အကြောင်းကတော့ဒီ Mercedes-Benz brand ရဲ့2015 model တစ်ခုဖြစ်တဲ့ C-Class ကိုလောင်းမြန်မာပြည်မှာပေါ့နော်မြန်မာပြည်သက်နဲ့မြန်မာလူလူနဲ့ပိတ်ဆက်ပေးတဲ့အနေနဲ့ဒီပွဲကို launching ceremony ဖြစ်ပြုလုပ်ရခြင်းဖြစ်ပါတယ်။ဟိုဒီ C-Class ဆိုလို့ရှိရင်မြန်မာကမ္ဘာအဝမ်းမှာအရင်နာမည်ကြီးနေတဲ့ Mercedes-Benz ရဲ့ S-Class ပေါ့နော်။အဲ S-Class ရဲ့ Mini S-Class လို့တင်စားရအောင်ဒီ ကသူကဒီ luxury only တိမဟုတ်ပဲနဲ့ကိုယ်တိုင်လဲ driving fee ကိုရစေတဲ့ sporty လဲဖြစ်တဲ့အတွက်ကြောင့်အရန်ဟိုဒီလူငယ် young executive တွေရော athletics တွေအတွက်ပေါ့တင့်တော်တယ်လူကြီးတွေအတွက်လဲနောက်ခန်းနေ shepherd နဲ့ထားပြီးစီးမယ်ဆိုလို့ရှင် luxury ကြာနေတဲ့အတွက်တင့်တော်ကြောင့် message ပေးခြင်းပါတယ် ောင်းတဲ့ luxury ကားကြီးပါအဲ့တော့ရှင်းပြရင်တော့အကုန်ကြီးတော့မဝင်နိုင်သေးဘူးအဲ့တော့ကြိုးစားမယ်စီးပွားရေးလုပ်မယ်ပြီးလို့ရှင်းတော့အကုန်ကြီးဝင်မယ် Mercedes ဆိုတော့အကုန်ကြီးတို့ကငငယ်လေးကမက်ခရအိမ်မက်လို့ပါပဲအကုန်ကြီးရမ်းကြိုက်တဲ့ကားပါအဲ့တော့အကုန်ကြီးကြိုးစားပါဦးမယ် C class ကားလေးကမစိုးဘူးရှင်ဟောအဲ့အကြောင်းဟိုဘယ်လိုခေါ်လဲဈေးနှုန်းလည်းအသင့်တင်တယ်မစိုးဘူးရှိရတဲ့အတွက်လည်း ပြည်သက်တွေများမကြိုက်တွေ့မှုထင်ပါတယ်ဒီဒီပွဲတဲ့ရောက်ဖြစ်တိုင်းဒီဟိုဖေအဲဟိုတနေ့ကိုဖိတ်စာရတော့ပေါ့နော်ပြီးတော့ကိုဆိုင်နဲ့လည်းတည်နေတဲ့အတွက်ဒီပွဲကိုဖိတ်စာပို့လိုက်တဲ့အတွက်ဒီတက်ရောက်ဖြစ်တော့ရှင့်ဟုတ်ကဲ့ပါ